တော်လန်ရေးတပုံဆိုတာအနာဂတ်ရဲ့အစိုးရပဲလေဆိုတော့ကျွန်တော်တို့အစိုးရလိုမျိုးတွေးခေါ်ရမယ်အရခတတော်အေးရဲ့အဓိကစိမျက်နှာ၅ခုအကြောင်းနဲ့နိုင်ငံအနှံ့ခြေဆန့်စစ်ကစားပုံတွေကိုအထူးအစီအစဉ်အပိုင်းငယ်မှာတင်ပြပေးခဲ့ပြီးဖြစ်ပါတယ်စစ်ဘောင်ချဲ့လာခြင်းဟာ ရက်ခတ်တတော်ဤအတွက်သမိုင်းဝင်မဟာဗျူဟာမြောက်ခြေလန်းတစ်ခုလည်းဖြစ်သလိုစင်ခုံမှုများစွာကလည်းရင်ဆိုင်နေရပြန်ပါတယ်အဓိကအားဖြင့်တော့အရင်းမြစ်များစွာထပ်မံလိုအပ်လာခြင်းမှာအရင်းမြစ်ဆိုရမှာလူလက်နက်ခရင်ရိတ်ခါအလုံးစုံအကျုံးဝင်သလိုတစ်ခုနဲ့တစ်ခုဟာလည်းချိတ်ဆက်နေပါတယ်ခဏိအထူးအစီအစဉ်အပိုင်းသုံးမှာတော့အရက်ခတ်တတော်ဤရဲ့စစ်ပောင်ခြေချင်းရည်ရွယ်ချက်နဲ့လက်နက်ခရင်ရိတ်ခါများအကြောင်းကိုလက်လက်မီတလို့တင်ပြပြီးသွားပါမယ် အရက်ခတ်တော်အီအင်းနဲ့ရခိုင်လူလူနဲ့ရခိုင်ဒေသလွတ်မြောက်ရေးရည်မှန်းချက်မှသည်နှွေဦးတော်လိုင်းဦးဆောင်အဖွဲ့အစည်းအဖြစ်သို့ပူးမွေ့ကျေပြန့်လာတဲ့မဟာဗျူဟာမြောက်ချီလန်းတင်များစတင်လာခဲ့ပြီးဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုထားခြင်းမရှိပေမဲ့အရက်ခတ်တော်ရဲ့လှုပ်ရှားမှုတွေနဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့မီဒီယာဘော်ကထိရှားချက်တချို့ဟာတပ်ပိတ်ခန်းနေပါတယ်အဲကျွန်တော်တို့ကရခိုင်မျိုးသားရေးဝါဒ မှန်ပါတယ်သို့တော့ဒီမြန်မာနိုင်ငံမှာလူမျိုးပေါင်းစုံလွန်မြောက်ရေးဆိုတဲ့ဟာကိုမစင်စားလို့မရဘူးဒီကိစ္စတွေကကျွန်တော်တို့ဟိုဟာလူမျိုးကြီးလို့စစ်တပ်အကြီးကြီးဖွဲ့နိုင်တဲ့လူကပဲအကုန်လုံးယူမယ်ဆိုရင်ဒါဆိုရင်လူမျိုးသေးလူမျိုးနည်းတယ်အင်အားမရှိတဲ့လူဆိုရင်မရဘူးလားဒါဆိုရင်ဘယ်လိုဖြစ်မလဲဆိုတဲ့ဟာကအစပေါ်လေနော်စင်စားရမယ်ဒါကြောင့်တဖက်ကတော့ကိုကကိုအာရခဒေတာအတွက်ကကျွန်တော်တို့တမိုင်းအတွက် လုတ်စရာရှိတာဘောတော့ကျွန်တော်တို့လုတ်နေကြပြီ တပြိုင်တည်းမှာစဉ်းစားစရာတွေလည်းအများကြီးရှိတယ်ဟုတ်ပါဘူးမြန်မာမြန်မာနိုင်ငံမှာတော့အဖွဲ့အစည်းအများစုကတော့လူမျိုးရေးအထိုင်ကနေအဲလုံကြတာပဲအဲဒါမျိုးကိုယ့်ရဲ့လူမျိုးစုတစ်ခုတည်းကိုပဲကြည့်ပြီးလုပ်မယ်ဆိုရင်ဘယ်ခရီးကိုမှမရောက်ဘူးဆိုတာကိုကျွန်တော်တို့နှစ်ခွနဲ့ဆယ်ပြည်တွင်းစစ်ဒါလူမျိုးစုကိုပဲအခြေခံတွေးခေါ်တဲ့အတွေးခေါ်ကအလုံးမဖြစ်ဘူးဆိုတာကိုဒါတက်တည်ပြပြီးတမိုင်းကတက်တည်ပြပြီးဖြစ်တယ် အတီးတီးရဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးဆိုတဲ့ဟာကိုကျွန်တော်တို့ဒီရခိတလမ်းစဉ်နဲ့တွဲပြီးမှအဒီဒီဒီကိစ္စကိုလည်းပုံဖော်လာခဲ့တယ်။ဆိုတော့မဟာမိတ်ဒေသတွေမှာအာဒီမဟာမိတ်တွေကိုလည်းကူညီတယ်ကိုယ်လည်းလှုပ်ရှားရှိတဲ့အလုပ်တွေကိုလည်းလှုပ်ဆောင်တယ်ဘုံရန်သူကိုလည်းတိုက်ပွဲဝင်တယ်ဆိုတဲ့အလုပ်တွေကိုကျွန်တော်တို့လှုပ်လာခဲ့တာဖြစ်တယ်ကျွန်တော်တို့ဒီ local level စဉ်းစားချက်ရှိသလိုဒီပြည်ထောင်စုတစ်ခုလုံးပေါ့ အဲ့လိုမျိုးစဉ်းစားချက်လည်းရှိတယ်ပြည်ထောင်စုဟိုပါတို့ကတခုတည်းကိုစဉ်းစားပြီးမှတခြားဟာတွေကိုမစဉ်းစားဘူးဆိုရင်ကျွန်တော်တို့ရဲ့ data အဆင့်ဒီ strategy နဲ့မျှော်မှန်းချက်ကမအောင်မြင်နိုင်ဘူးအလုံးမဖြစ်ဘူး အရခတပ်တော်အေးအေးဟာတော်နိုင်ရေးဆိုတာကိုအလုံးနဲ့သက်သေပြကအသေးပဲဖွင့်ဆူခဲ့ပြီးနောက်ရခိုင်ယူတို့ရဲ့တခဲနဲ့ထောက်ခံအားပေးမှုကိုရယူကအင်အားကြီးထွားလာခဲ့ပြီး vision နဲ့ mission တို့ဟာလည်းတဖြည်းဖြည်းကျပြန့်လာခဲ့ပါတယ်မြန်မာတော်နိုင်ရေးသမိုင်းတကွေအရခတပ်တော်အေးအေးရဲ့ပူမှုကျပြန့်တဲ့မဟာဗျူဟာမြောက်ချီလန်းနေဟာအနာဂတ်မြန်မာနိုင်ငံရဲ့အခင်းချင်းမှာသာမကကမ္ဘာနိုင်ငံရဲ့အခင်းချင်းမှာပါရခိုင်လူမျိုးတို့ဂုံသိက္ခာရှိစွာဝန်ထမ်းနိုင်မှုရ ULA နဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ရဲ့အနှံ့အမြင့်ကြီးမားမှုကိုတွေ့ ရပါတယ်။တချင်ကငင်းငယ်ရေးစူနေပွဲမှာတခြားသောတိုင်းရင်းသားအဖွဲ့အစည်းများဤသူပါဝင်ခွင့်မရပဲတမင်းတခါချန်လက်ခံခဲ့ရခြင်းဟာရခိုင်တို့အတွက်အသေးခိုက်လောက်အောင်နာကျင်ခဲ့ရပြီးဒါဟာအညှူးဖွဲ့နေမှုမဟုတ်ပေမဲ့ရခိုင်တို့အတွက်ကတော့ဘလူးမှမိမိရတဲ့သမိုင်းလေးကသင်ငန်းစာတစ်ခုပါ။ဒါကြောင့်မတရားသဖြင့်ချိုးနှင်ခံခဲ့ရတဲ့ရခိုင်တို့ရဲ့ဂုံးတိတ်ခါကိုပြန်လည်တိဆောက်နိုင်မှုရစစ်အင်အားသေးတာအဖြစ်ရှိကြောင်းအရက်ခတ်တက်တော်အနေနဲ့လီလီနဲ့နပိမြင်ခဲ့ပြီးဖြစ်တယ်လို့ရက်တွေ့ကြတဲ့မူဝါဒတွေနဲ့စစ်အင်အားကိုတိဆောက်ခဲ့တာပါ။ လက်နက်တလက်လူ26ရောင်းနဲ့2009ခုနှစ်မှာစတင်ခဲ့တဲ့အရခတက်တော် EE ရဲ့စစ်အင်အားဟာအခုအချိန်မှာဘလောက်ရှိနေမယ်လို့ထင်ပါသလဲကေအန်ဌာနချုပ်ရှေဆက်ရလိုင်ဇာဒေတာမှာလူငယ်26ဦးတင်းနဲ့တလက်နဲ့စတင်တိဆောက်ခဲ့တဲ့အရခတက်တော်ရဲ့တိုလန်ရခီဟာဒီကနေ့မှာဆိုရင်တော့ဆက်ရှောင်းနေပြီလို့လူပြပအွေကိုရောက်ရှိလို့လာပါပြီဒီကနေ့မှာတော့ AA ဟာ ရခိုင်တပြည်လုံးနီးပါးကစစ်ကောင်စီတပ်စခန်းတွေကိုမောင်းနှင်တိုက်ထုတ်ပြီးတော့မြို့နယ်15ခုအထိအလုံးစုံသိမ်းပိတ်ထိ ंछ ုပ်ထားပြပါပြီစစ်တွေကြောက်ဖြူမအောင်မြို့တို့သာကွက်ကွက်ကလေးကြံနေတော့တာမို့ရခိုင်ပြည်မှာစစ်ကောင်စီဟာစစ်တွေအစိုးရအစင်သာကြံရှိတော့ပြီလို့ပြောဆိုနေကြပါတယ်တော့ဘွားမှာလုံးဝပြေးလို့မရတဲ့အရာကတော့ကျွန်တော်တို့ဟာ2009ခုနှစ်မှာရခိုင်တော်လှန်ရေးကိုလူ16ယောက်နဲ့စခဲ့ကြတယ် အဲ့ဒီအချိန်မှာကျွန်တော်တို့လူ26ယောက်မှာစုစုပေါင်းတနက်တစ်လက်ပဲရှိပါတယ်အဲ့ဒီလိုတနက်ကလေးတစ်လက်နဲ့လူ26ယောက်နဲ့စပြီးမှကျွန်တော်တို့ကဒုက္ခအမျိုးမျိုးကြားမှာရုတ်ကဲကြိုးစားရင်ပထမဆုံးကျွန်တော်တို့ကိုကိုကဲအဖွဲ့စည်းဦးဖုန်ကြားရှင်ကနေပြီးမှလက်နဲ့တရားလက်ဆောင်ပေးခဲ့ပါတယ်ကျွန်တော်တို့ဟာအဲ့ဒီတနက်အလက်တရားရဲ့ RPG နဲ့လက်ရဲ့အဲ့ဒါကိုကင်ပြီးမှရခိုင်ပြည်ကိုထိုးပေါက်ဝင်ရောက်နိုင်ခဲ့ပါတယ် အထွေထွေအုပ်ချုပ်ရေးပြည်သူ့ရေးအစီအမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးမှအာဒီ American Authority ဆိုပြီးကျွန်တော်တို့လုတ်ခဲတာရှိတယ်အဲ့ဒီမှာတရားစီရင်ရေးရဲလုပ်ငန်းတို့ကျန်းမာရေးဆိုင်ရာဒီ government service providing ကိုအဲ့ဒီ government service delivery တွေကိုကျွန်တော်တို့လုတ်ခဲတယ်ပြီးမှဒီ American um public policy and public administration အကြောင်းကိုဖွင့်ပြီးမှကျွန်တော်တို့လူငယ်တွေကို ရချင်းပြိုးထောင်တဲ့ဟာတွေကိုကျွန်တော်တို့လုပ်နေတယ်ဆိုတော့အဖြစ်ဖြစ်နေတော့ဒီထက်ပိုပြီးစနစ်တကျတော့ပေါ်လာပါပြီ ဝါတက်ဖွဲလိုလူသိများတဲ့ UWSC ဟာမြောက်ပိုင်းအီယာအူများအပြင်2021နောက်ပိုင်းမှာနေဦးတော်လိုင်းအင်အားစုတွေကိုပါလက်နက်ခဲယမ်းများဖြန့်ဖြူးရောက်ချပေးခြင်းအပြင်ဩဇာအရှိန်အဝါတစ်ခုကိုတိဆောက်ထားခဲ့တယ်လို့ခေါင်းထဲချတဲ့လက်နက်ခဲယမ်းနဲ့ဆက်ဆက်ကုန်ကျန်းပစ္စည်းတွေဟာမွေးရှိတဲ့အလွေတကူဝယ်ယူလို့မရတာကြောင့်ထုတ်လုပ်ရောင်းချပေးနေတဲ့အီယာအူကြီးတွေဟာတခြားသောတော်လိုင်းအင်အားစုတွေအပေါ်ဩဇာလွှမ်းမိုးမှုရှိနေပါတယ်။ရှမ်းမြောက်အင်အားစုများတို့လူအပ်တဲ့လက်နက်ခဲယမ်းများကို UWSC ကလည်းကော ရှမ်းတောင်ကို RCSSSA ကလည်းကောမြောက်ပိုင်းနဲ့အလဲပိုင်းကအင်အားစုတွေအတွက် KIA ကလည်းကောအပီသည်ဖြန့်ဖြူးပေးလျက်ရှိပြီး PDF တို့အတွက်လူအပ်တဲ့လက်လက်ခရမ်းများကိုတော့ KIA UWSA နဲ့အတူခုချိန်မှာအမည်ထုတ်ဖော်ဖို့မနှိမ့်ပြရသေးတဲ့ရှမ်းပြည်အခြေစိုက် IA လို့တခုလူကအထက်ကဖြန့်ဖြူးပေးနေခဲ့တာပါပျော်လှန်ရေးဖြတ်သန်မှုအတွေ့အကြုံရင့်နယ်လာမှုနဲ့အတူပူမိုကျေပြန့်စွာရှုမြင်တွေးခေါ်လာနိုင်တဲ့အာရခတက်တော် EE ဟာလေကိုပိုင်လက်နက်စိန်ရုံးတစ်ခုခုဒီဆောက်ခါမဟာမိတ်များစုဖွဲ့လျက် ောစာအရှိန်အဝါကိုချစ်ထွင်လာခဲ့ပါပြီ။ဝါလည်းတူတူတိတ်တိတ်နဲ့နော်ကျွန်တော်တို့ခုနေဦးဒေါ်လာရေးမှာတစ်ဖက်တစ်လားကူတယ်ကျွန်တော်သိတယ်။နော်ဒါမဲ့လုံးဝနာမည်မပေါ်ဘူး။တရင်မထွက်ဘူးပေါ့ဗျာ။ခြားကသူကူရမဲ့ဟာကြီးရှိတယ်လေ။ဘောမပြည့်ရဲ့နေဦးဒေါ်လာရေးကိုကူရမှာကြီးရှိတယ်လေ။အဲအဲ့ကူရမဲ့အပိုင်းကြီးကြတော့ပြောင်လုတ်မနေပုံစံတစ်မျိုးနဲ့လုတ်မယ်လေ။ဒါဆက်ချပါ မမီဘဲနဲ့တိုးတိုးတက်တက်လုပ်နေတာဒီရှိတော်ဘူးညခင်ဗျာလေဒါတွေကခင်ဗျာဒီဟာတွေကအတမမီဘဲလုပ်တဲ့ဟာတွေကိုကျွန်တော်တို့ကတရင်တော့တွေကမသိတော့အမျိုးမျိုးပုတ်ကပြောဆိုကြတာပေါ့သူတို့မှရှိပါတယ်အချင်းချင်းတော့ အနောက်ရက်အဓိကဒေသ၅ခုကိုတကြိုင်နဲ့စစ်မျက်နှာဖွင့်ထားတဲ့အပြင်မဟာမိတ် PDF 23ဝက်ကိုလက်နက်ခရင်ထောက်ပံ့ပြီးနေလျက်ရှိတဲ့အရခတ်တပ်တော် EE ဟာအဖက်ကလည်းအင်အားကြီးမှလာသလိုတခြားတစ်ဖက်ကလည်းလက်နက်ခရင်လိုအပ်ချက်ကမြင့်မားလာလျက်ရှိပါတယ် 2018ခုနှစ် ERI သတင်းဌာနနဲ့အင်တာဗျူးတစ်ခုမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာလက်နက်စိုက်ယုံတစ်ခုကိုပိုင်ဆိုင်လို့ကြောင့်ဖွင့်ဟထားခဲ့ဖူးပြီးလက်ရှိမှာတော့အာရခတပ်တော် EE ရဲ့လက်နက်စိုက်ယုံကနေလက်နက်ငယ်များနဲ့ကြီးစံများပြင်လက်နက်ကြီးကြီးများကိုပါထုတ်လုပ်နေလျက်ရှိပါတယ်။သို့တော့လက်နက်ခရင်ထုတ်လုပ်မှုကုန်ကျစရိတ်တွေအတွက်အာရခတပ်တော် EE ဟာဝင်းဝေးလမ်းကြောင်းမြောက်ကိုလည်းဟိုးရခင်ကလေးကတိစောက်ထားခဲ့ပြီးဖြစ်ပါတယ်။သက်လုံနဲ့ကြောက်ကူးဖော်ရေးလုံလားသတ္ထုတွင်းနဲ့တခြားဒီပါနိုင်ငံတွေကအစားတောက်ကုန်လုပ်ငန်းများအထိပါဝင်ပါတယ်။ ရှေခုခါရခိုင်ပြည်နယ်ရဲ့68ရာနှုန်းသောနယ်မြေတို့ကိုစုမထားပြီးတကလာအခွန်အတုံများကိုလည်းရရှိနေပြီဖြစ်တယ်လို့စိုက်ပျိုးရေးမွေးမြူရေးနဲ့ကော်ထုတ်လုပ်ငန်းများကိုလည်းလက်ပတ်နေနိုင်ပြီဖြစ်ပါတယ်။ဒီအပြင်ရန်သူလက်နက်ကုလနက်ဖြစ်အောင်လက်တွေ့ကျန်းဆောင်နိုင်ရည်လေအရခတ်တက်တော်အေအေရဲ့အပါချက်တစ်ခုပါတစ်တုံညာနှစ်ခွန်ဆစ်စင်ရေးနဲ့ရခိုင်မျိုးသိန်းတိုက်ပွဲတွေကနေတဆင်ဟာဝဲစာအမြောက်ထိအပြင်စွမ်းအားမြင့်ဆက်ပတ်နှံများနဲ့လက်နက်ခရင်အမြောက်များကိုလည်းရရှိထားကအမ်းမျိုးနဲ့မောင်နှမမျိုးသိန်းတိုက်ပွဲတွေမှာထိထိရောက်ရောက်ပြန်လဲအသွ ုံးချနိုင်တော့ဘူးတွေ့ရပါတယ် အာရကတက်တော်ဤဥဆောင်တဲ့ရခိုင်စစ်မျက်နှာဟာစစ်ကော်မရှင်တဲ့ရဲ့ဖြက်လေးပြပိတ်ဆို့မှုကြောင့်ပြည်သူများရဲ့စောင့်ဝင်နေဟာလည်းမဖြစ်မနေဖြေရှင်းရမယ့်ပြဿနာကြီးတစ်ခုဖြစ်လာနေပြီးလက်ရှိအေအေရင်းဆိုင်နေရသောအကြီးမားဆုံးစင်ခုံမှုတစ်ခုလည်းဖြစ်ပါတယ်၂၀19ခုနှစ်ရခိုင်စစ်ပွဲကလေးကမြန်မာစစ်တပ်ရဲ့ဖြက်လေးပြစစ်စင်ရေးတွေကြောင့်စင်းရဲမွေးတင်မှုတန်ကိုစူဝါလာခံစားနေခဲ့ရပြီးအာရကတက်တော်ဤအနေနဲ့ကတော့အိန္ဒိယဘင်္ဂလားဒေ့ရှ်တို့နဲ့ကုန်သွယ်ရေးလမ်းကြောင်းများကိုတိစောက်ထားနိုင်ရဆိုပေမဲ့သယ်ယူမှုစရိတ်ဟာတော့မြန်မာနေစေ ပါမိသူပင်စုစည်းကမှုအရခတ်တတော်အေးအေးဟာရေရှိအတွက်ပြင်ဆင်ထားတာရှိကြအောင်မဲ့တိုက်ပွဲတွေအတွက်အင်းနီချင်းပြပနိုင်ငံများနဲ့ဆက်ဆံရေးဟာလည်းအရေးကြီးတဲ့အခန်းကဏ္ဍတည်းရဖြစ်နေပါတယ်တရုတ်ကရောအရခတ်တတော်အေးအေးပေါ်ဘလူးမူဝါဒတွေချမှတ်ထားတယ်တရုတ်အိန္ဒိယဘင်္ဂလားဒေ့ရှ်တို့ရဲ့ရခိုင်ရေးလေးပွင့်ဆိုင်ဩဇာရှင်ပြိုင်မှုအကြောင်းကိုတော့အပိုင်းလေးမှာဆက်လက်တင်ပြပေးတော့ပါမယ်အဆုံးဒီနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗနာကလစ်ခါပါအရေးတော်ပုံအောင်ရမည်